မထင်ရှားသောယဟန်ဝိထုဏိဒါယအသရှိသောဣတရာဒေသနာတို့ကိုမြတ်စွာဘုရားသည်ဒီတဝန်ကြောင့်တော်၌နေတော်မူသည်အမတ်မရှိသောယဟန်တပါးကိုအကြောင်းပြု၍ဟောတော်မူလေ၏ထိုယန်သည်မြတ်စွာဘုရား၏အထံတော်၌ကမ္မထံကိုယူ၍တော၌လုံလာပြုသည်ဖြင့်အထတဘုသို့ရောက်ပြီလျင်ယဟန်တော်ဂုံကျေးသူကိုမြတ်စွာဘုရားအားရှောက်ကြားအံ့ဟူ၍ထိုတော်မှသာလျင်ထွက်လာခဲ့လေ၏ ထိုကမထေကိုတခုသောရွာ၌မိမတယောက်သည် လင်ယောက်ျားနှင့်အတူတကခိုက်ရန်ညှင်းခုံညှင်းကိုပြူပြီးလျင်ထိုလင်ယောက်ျားအဘသူထွက်သွားစဉ်မိဘအိမ်သို့ပြန်သွားတော့အံ့ဟုလန်ခီးမသို့သွားလက်သည်ရှိသောလန်ခီးအကြ၌မထေကိုမြင်ရသဖြင့်ဤမထေကိုအမိပြု၍သွားပြီးအံ့ဟုနောက်မှနောက်မှအစဉ်လိုက်သွားရှာလေ၏မထေဒီကထိုမိမလိုက်လာသည်ကို မြင်တော်မမူထို့နောက်ထိုမိမဤလင်ယောက်ျားသည်အိမ်သို့ပြန်လာသည်ဖြစ်၍ ထိုမိမကိုမမြင်သောကြောင့်မိဘရွာသို့သွားသည်ဖြစ်ပေလတ္တမိဘရွာသို့သွားသည်ဖြစ်ပေလတ္တဟုအစဉ်လိုက်သည်ရှိသောထိုမိမကိုမြင်ရ၏ဤမိမကတယောက်တည်းတည်းတောအုပ်သို့သွားခြင်းကမတက်ကောင်းတန်ရာအဘယ်သူကိုအမိပြု၍သွားပြီသည်ဟုကြည့်ရှုသည်ရှိသောမထေကိုမြင်တဲ့လျင်ဤဟန်သည်ဤမိမကိုခေါ်ယူ၍ထွက်သားသည်ဖြစ်လတ္တဟုကြံ၍မထေကိုရှိန်ချောက်မောင်းမဲလေထိုခါ၌လင်ယောက်ျားကိုမိမသည်ဤအရှင်ကောင်းကကျမကို မြင်တော်မမူခေါ်လဲမခေါ်ပြောလဲမပြောထိုယံကိုတသုံးတယောက်သောစကားကိုမဆိုပါလင်ဟုဆိုလေ၏ထိုယောက်ျားသည် အသူနီးတင်းဒီမိမိကိုခေါ်ယူ၍သွားသည်ကိုငါအားပြောကြနိုင်ရနီးထိုကြောင့်တင်အားသာလင်လျော်သောပြုထိုက်သောအမှုကိုဤယဟပြုလုပ်ပေးအံ့တည်းဟုဆို၍ဖြစ်သောအမျက်ဒေါသရှိရာကမိမ့်မ၌ဖြစ်သောယံညှိုးဖြင့်မထေကိုထောင်းထောင်းတပ်ပုတ်ခတ်ပြီးလျင်မိမ့်မကိုခေါ်ဆောင်လျက်ပြန်ခဲ့လေမထေဤကိုယ်တော်တစ်ခုလုံးသည် ဖြစ်သောဖူးဖူးရောင်ခြင်းရှိလေ၏ထိုနောက်အကြောင်းတော်သို့ရောက်လာသောအခါယဟန်တို့သည်ကိုကိုဆုံနေကြကုန်သည်ရှိသောဖူးဖူးရောင်သောအဖုတို့ကိုမြင်ကြရသဖြင့်ဤအဖုတို့ကအဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်းဖျားဟုမေးလျှောက်ကြလေကုန်၏မထေသည်ထိုယဟန်တို့အားထိုအကြောင်းကိုပြောကြားကြလေ၏ထိုကထိုမထေကိုယဟန်တို့သည်ငါချင်းထိုယောက်ျားသည်ဤသို့ပုတ်ခတ်သည်ရှိသောအရှင်ဘုရားကအဘယ်သို့သောသကားကိုဆိုပါသည်နီးအတို့နီး အရှင်ဘုရားအမြတ်တော်သားဖြစ်ပါသလားဖရာဟု မေးမြန်းကြကုန်၏ငါရှင်တို့ငါအားအမြတ်တော်သားမဖြစ်ပါဟုဆိုလက်သည်ရှိတော်ထိုရန်တို့သည်ဘုရားရှင်၏အထံတော်သို့သွားတဲ့၍ထိုအကြောင်းကိုလျှောက်ကြားပြီလျင်မြတ်စွာဘုရားဤရန်သည် အရှင်ဘုရားအမြတ်တော်သားမဖြစ်ပါဖြစ်ပါသလားဟု မေးရသည်ရှိတော်ငါရှင်တို့ငါအားအမြတ်တော်သားမဖြစ်ဟု ဆိုပါသည်မဟုတ်မမှန်သောစကားကို ပြောဆို၍အရာတဘူကိုပြောကြပါသည်ဖရာဟုလျှောက်ကြားကြကုန်၏ မြတ်စွာဘုရားဒီထိုယန်းတို့ဤစကားကိုကြားတဲ့လျင်ခြေသားယန်းတို့ယန်းတာတို့မြည်ဒီကားချအပ်သောတန်ရှိကုန်ဤထိုယန်းတာတို့သည်ပုတ်ခတ်ကြကုန်တော်လဲအမြတ်တော်သာထွက်ခြင်းကိုမပြုကြကုန်သည်ဒါလျင်တိဟုမိတ်တော်မူ၍ဤကားတာကိုဟောကြားတော်မူလေ၏ဏိဒာယတန်တံဘုရေတုတတိတုသာဝရေတုသယောနာဟန္တိနာဂာတိတိတမဟံယုမိပြမနံ ယောအရှင်သူတိတတေသူတဏဟူသောထိတ်လန့်ခြင်းဖြင့်ထိတ်လန့်ခြင်းရှိကုန်သောဘူတေသူသာဘူရုဇင်းတိခါတို့၌၎င်းဓာဝရေသူတဏကင်းသည်ဖြင့်မြဲမြံခိုင်းခန့်တည်ကြည်ကြကုန်သောဘူတေသူသာယန္တာတို့၌၎င်းတန်တန်တန်ကိုနိဒာယပေရှ၍ကိင်းစီတုံတယောက်သောသူကိုမြနဟန္တိမိမိလည်းမတတ်မညင်စေမနှိမ့်စက် နာဂာတိတိသူတစ်ပါးကိုလည်းမတတ်မငင်းသေးမနှိမ့်ဆက်စီတန်ထိုသူကိုအာငါဘုရားသည်ပြမနံပြမနဟု၍ယုမိဟောတော်မူ၏ဒေသနာတော်၏အဆုံး၌အများသွားသောသူတို့သည် သောတာပတ္တိဘုသတိတို့သို့ရောက်ကြလေကုန်၏မထင်ရှားသောယဟန်ဝိတ္ထုပြီ၏